မင်္ဂလာပါရှင်မောသောမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာ2025ခုနှစ်ဇန်နဝါရီလကစတင်ပြီးတော့ကရယာပြည်နယ်တွင်ရှိ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတုံ့ပြန်တိုက်ခိုက်လာခဲ့ရာနာဆာကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေရပါတယ်။ဒီဥဒ္ဒမိုင်းနဲ့မှာတော့မလ9ရက်နေ့ကကရယာပြည်နယ်ပေါ်လက်ခဲကိုလာရောက်တိုက်ခိုက်ခဲ့တဲ့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေတက်ပြန်လှန့်ကြမှုနဲ့ နာဆာကတက်တွေဘယ်လိုမျိုးတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Iron Share လေးလုပ်ပေးပါအောင်ရှင်။ပြည်တက်ကြီး2025ခုနှစ်နှစ်စပိုင်းလေကခရီးပြည်နယ်မှာတိုက်ပွဲတွေပုံမှုဖြစ်ပွားလာခဲ့ပြီးတော့နာဆာကတက်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ခရီးပြည်နယ်အခြေစိုက် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေ အထိကိုက်ကြဆုံးမှုများစွာရင်ဆိုင်နေရတယ်လို့သိရပါဗျ။နာဆက်ကတက်တွေဟာပြီးခဲ့တဲ့မလအစောပိုင်းမှာရှမ်းပြည်နယ်နဲ့ကယားပြည်နယ်နယ်စပ်ဒေသဖြစ်တဲ့မော်ပြဲမြို့ကိုထိုးစစ်အရှိန်မြင့်တိုက်ခဲ့ရာ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာခဲ့ရပြီးတော့အဲ့ဒီအထိနာနေရမှုကိုအာရုံပြောင်းလဲနိုင်ဖို့မာဝီဦးဆောင်တဲ့ KNDF ဦးဆောင်တဲ့အဖွဲ့တွေဟာမက်လ6ရက်နေ့မှာဘောလက်ခဲမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် နာဇာကတက်တွေကအကောင်ဆုံးပုံစံမျိုးနဲ့အစွမ်းပြခဲ့တဲ့အတွက် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေမျှော်လင့်ထားသလိုရလက်ကောင်းတွေရယူနိုင်ခြင်းမရှိဘဲဖြစ်ခဲ့ကြပါတယ်။ဘောလက်ခဲမျိုးဟာကရပြည်နယ်ဘောလက်ခဲခရိုင်ဘောလက်ခဲမျိုးနယ်ရဲ့မြို့တော်ဖြစ်ပြီးတော့လိုင်းကော်မော်ချီကလည်းမှာတည်ရှိပြီးတော့လိုင်းကော်မျိုးကနေတောင်ဘက်မိုင်90မော်ချီအောက်ရွာမှနောက်ဖက်53မိုင်กว่าဝေးတယ်လို့ပွန်ချောင်းရဲ့အနောက်ဖက်ကဘာမှာတရှိရဲမျိုးပဲဖြစ်ပါတယ် နာဆာကတပ်တွေဟာကရားပြည်နယ်အတွင်းရှိ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြီးခဲ့တဲ့လပိုင်းတွေတဲကစစ်ကူအင်အားဖြည့်တင်ပြီးရောစစ်ရေးပြင်ဆင်မှုတွေလှုပ်ဆောင်လေကဖြစ်ပါတယ်။မာဝီဦးဆောင်တဲ့ KNDF ဦးဆောင်တဲ့အဖွဲ့တွေကလည်းဘောလက်ကဲမြို့ကိုအလုံးစုံထိန်းချုပ်နိုင်အောင်ရည်ရွယ်ချက်နဲ့စစ်ရေးပြင်ဆင်နေခဲ့ပြီးရောအရှက်သားတွေကိုဘေးရောရာကိုရွှေ့ပြောင်းဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန်ပိုင်းတဲကသတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ကရင်နီလက်နက်ကိုင်အဖွဲ့ KA ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတအူကလလတ KNPLF ကရင်နီအမျိုးသားတွေကာကွယ်ရေးတပ် KNDF ဗော်လကဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ BPDF တို့ပူးပေါင်းပြီးတော့ဖေဖော်ဝါရီလဆန်ပိုင်းကသတင်းထုတ်ပြန်ကြရဖြစ်ပါတယ် KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးနောက်ဗော်လကဲမျိုးအတွင်ရှိ NASA ကတပ်တွေနဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေတိုက်ပွဲတွေဖြစ်လာကြရဖြစ်ပါတယ် တရှိချိန်မှာ KNDF ဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာ NASA ကတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အထိနာမှာစိုးရိမ်နေတဲ့အတွက် Demos ဆို Mortilan အသုံးပြုမှုကို ပိတ်ထားပြီးတော့အဲ့ဒီလမ်းကိုဖြတ်တန်းသွားလာတာမျိုးမလုပ်ဖို့သတင်းထုတ်ပြန်ထားပါတယ်။ NASA ကဟာဘောလက်ခဲမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့လူသူလက်နက်ရိက္ခခဲယမ်းတွေကိုလေကြောင်းကနေဖြည့်တင်းတာတွေရှိနေခဲ့က KNDF ဦးဆောင်တဲ့ပူပေါင်းအခွဲတွေရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တိုက်ခိုက်ကြဖြစ်ပါတယ်။ ဝါလက်ခဲမြို့မှာ အခြေချစစ်ဗျူဟာအပြင်ခမာယ429ခမာယ430နဲ့ခလာယ338တို့ရှိရပြင်ရန်ပြည်နယ်အခြေဆိုင် စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခနှင့်လက်အောက်ခံတရင်အချုပ်ကိုပါအင်အားထပ်ပြီးရဖြည့်ထားပါတယ်။စီးရေးစေဝင်စားသူတို့ကတော့မိုးပြမြို့မှာပြုလုပ်နေတဲ့နာစာကတပ်တွေရဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေမှာ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေရတဲ့အတွက် မော်ဘီယံမြို့တိုက်ပွဲကိုအာယုံပြောင်းဖို့တိုက်ပွဲအချိန်လျှော့ဖို့ဘောလက်ခဲကို KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိုးစစ်စင်တိုက်ခိုက်တာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်လဲဆိုရင်ဘောလက်ခဲတို့ဖားဆောင်တို့ထီထတို့စားတဲ့ကြရားပြည်နယ်တဲကရွာတွေကိုသူတို့တိုက်တယ်ဆိုတာအကျိုးစီးပွားအရာရစရာလည်းမရှိဘူးဆိုပြီးတော့တုံးသက်ပြောဆိုထားပါတယ်။ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမိုးပြဲမျိုးမှာစီးရဲအရှင်ရှော့ချနိုင်ဖို့ဘောလက်ခဲမျိုးရှိနာဆက်ကတက်စကန်ကို မတ်လ9ရက်နေ့မနေ6နိုင်ဝန်းကျင်မှာအင်အား200ဝန်းကျင်နဲ့တိုက်ခိုက်သိမ်းယူနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့်နာဆာကတပ်ဖွဲ့ကလည်းအကောင်ဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ရမာဝီဦးဆောင်နဲ့ KNDF အဖွဲ့တွေနဲ့ပူးပေါင်းအဖွဲ့တွေအထင်းနာခဲ့ရပြီးတော့တက်ပြန်လမ်းကျခဲ့ရတယ်လို့သိရပါဗျ။မာဝီဦးဆောင်နဲ့ KNDF အဖွဲ့တွေနဲ့ပူးပေါင်းအဖွဲ့တွေရေထွက်စခန်းကိုအင်အားသုံးတိုက်ခိုက်ဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက်မက်လ9ရက်နေ့မနေ့7နိုင်ကျော်မှာ ထမ်းမှန်သည့်အင်အားအလုံးအရှင်နဲ့တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးပမ်းခဲ့ပေမဲ့ရေတွက်စကမ်းမှာရှိတဲ့နာဆာကတပ်တွေ drone တပ်ဖွဲ့နဲ့လေကြောင်းကနေအကောင်းဆုံးပူးပေါင်းတုံ့ပြန်ခဲ့ရာမာဝီဦးဆောင်နဲ့ KNDF အဖွဲ့တွေအထူးကအကြဆုံးများစွာနဲ့တပ်တွေပြန်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ Telegram မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေရှင်းသားဖော်ပြနေရယ်။ Online to True Wish Image ရဲ့အကောင့်တစ်ခုကလည်းအောင်စိတ်ကိုတောင်းတဲ့ကြောင့်အနိုင်နှွဲခဲ့တဲ့ ဘောလက်ခဲကောင်းစင်နဲ့ဘောလက်ခဲတိုက်ပွဲမှာအစွမ်းပြခဲ့ရင်နာဆာကစစ်သည်တွေကိုချီးကျူးရှိတာခဲ့ပါတယ်။အွန်လိုင်းသူ True Waste အမည်ရှိရဲ့အကောင့်တစ်ခုကရွှေဘားတို့ပြန်လာပြီးလို့ကျွန်တော်ရေးခဲ့အလက်ကတော့မဟုတ်ပါဘူး။အခုတော့ရွှေဘားတို့အောင်ပွဲတွေကတပွဲပြီးတပွဲဆက်နေလို့ဘယ်အောင်ပွဲကိုရေးရမယ်တာမသိရပါဘူး။ဒီနေ့တော့မနေ့ကဘောလက်ခဲအောင်ပွဲနဲ့ပဲစလိုက်ကြရအောင်။မနေ့ကကရပတက် KNDF ကမာဝီတို့အသာတကြီးရမယ်ထင်ပြီး ဘောလက်ခဲကတက်စုအစင်းသာရှိရဲ့ရေထွက်စကန်ကိုအင်အား200လောင်းနဲ့အပိုင်ကွဆိုပြီးလာချတယ်။ဒါနဲ့ရွှေဘားတို့ပြန်တမလိုက်တာပြန်မရပဲအလောင်းတွေအတုံယုံထားပြီးဖနောင်းနဲ့တင်မတသားတဲ့ကြောင့်ထွက်ပြေးကြကုန်တယ်။ရေထွက်စကန်ဖြစ်စဉ်ကဒီလိုပါ။မနေ့6နာရီလောက်မှာထုံးစံတိုင်းအလစ်အငိုက်ယူပြီး KNDF အင်အား200လောင်းနဲ့ဝင်လုံးနဲ့ဒီတရင်ကိုကြိုးရထားတဲ့စကန်မူကခံစစ်အသေးစားပြင်ပြီးလာလုံးနဲ့ရန်သူကိုနှလမ်းမထိုးနိုင်အောင်ပြန်တမလိုက်တာလမ်းကြကုန်ပါတယ် တဖက်မှာလည်းစကံမူညီလေးကဘေးနံတက်တွေနဲ့ချိတ်ဆက်ပြီးစစ်ကူပစ်ကူရယူခဲ့ပါတယ်။ဒါကြောင့် KNDF တို့ဒုတိယအကြိမ်မနေ့ရှင်းနိုင်ခွဲမှာတက်လုံးပေမဲ့အမြောက်စာဒရုန်းစာလေဆောင်ပစ်ကူတွေထပ်မိပြီးတော့ထပ်မံလန်းကြပြန်ပါတယ်။ဒီတခါလည်း KNDF ကအလောင်းတွေထားခဲ့ရပြန်ပါတယ်။ဒီလိုနဲ့ပဲအကြိမ်ကြိမ်တက်လုံးခဲ့တဲ့ KNDF တွေအတုံးအယုံကြဆုံးရင်းနေ။နေ့လယ်2နာရီမှာတော့မိမိတို့စစ်ကူတက်တွေရောက်လာချိန်မှာတော့ ဖနှောက်နဲ့တင်ပါတသားရဲကြောင့်ပြေးစားရပါရယ်။ဒါကြောင့်အနိုင်မကန်အရှုံးမပေးပဲရှမ်းသူအမုံကျွေးခဲ့တယ်။ဘွာလက်ကဲအောင်ပွဲကရွှေဘားတို့အောင်စိတ်ကိုတောင်ထိပ်စီအမြင့်ဆုံးတွန်ပေါ်လိုက်ပြီးဖြစ်လို့ရွှေဘားတို့အောင်ပွဲအလေးလေးကိုလည်းဇက်တိုက်ဆိုသလိုကြားကြရတော့မယ်ဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ဆိုပြီးတော့ရေသားဖော်ပြထားပါရယ်။မလ9ရက်မှာဖြစ်ပွားခဲ့တဲ့ဘောလက်ခဲရေထွက်စကန်တိုက်ပွဲမှာစစ်တီအင်အား10ကနန်းသာရှိတဲ့နောက်ဆက်ကတပ်ဖွဲ့တွေဟာ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတက်တွေပြန်လည်ကြအောင်တက်ဆုပ်ပြေအောင်တိုက်ခိုက်နိုင်မှုဟာနာဆာကတပ်ဖွဲ့ဝင်တွေရဲ့အနိုင်မကန်အရှုံးမပေးစိတ်ဘလောက်အထိပြင်းထန်နေတယ်လဲဆိုတာကိုပြသနေတာမျိုးဖြစ်ပါတယ်။စီးရဲတဲ့င်းတွေကိုရှေးသားဖော်ပြနေရဲ့ရဲသုံးဖို့အမည်ရှိတဲ့အကောင့်တစ်ခုကလည်းမာဝီဆွဲကောင်ကလူတွင်ကျဲလှုပ်ပြီးကာယကာယလှုပ်နေရဲ့ကောင်ပေါ့။ကရားပြည်နယ်မှာကာယလေးဘတ်တော်မှာတိတ်မကြပါဘူး။စောင့်ကြည့်လိုက်ပေါ့။မာဝီတို့ရဲ့ KNDF နဲ့ ဗတ်တက်တပ်ပေါင်းစုတွေဟာရနိုင်သမျှတော့လူသူလက်နဲ့ခရံပုံတည်ဒရုန်းတပ်ဖွဲ့တွေကိုအချိန်အတော်ကြာအောင် ပြင်ဆင်မှုယူပြီးစီမံချက်ရေးဆွဲခဲ့တာပါမလေးကဘောလက်ခဲအခွင့်မှာပွဲအကြီးကြီးကခဲ့ကြပါတယ်ဘောလက်ခဲဆိုတာကဖြူအမှုပုံမှုကြီးအောင်စော်လင်တာဝန်ယူထိုက်နေမြေပါဖြူအမှုကြီးဟာတကယ်စစ်သားပိသားသူစိတ်ကောင်းဆောင်တယောက်ဖြစ်ဘောလက်ခဲစစ်မြေပြမှာမှတ်ကြအတင်ခံနိုင်ခဲ့ပါတယ်ခင်ဗျာဘောလက်ခဲဖြူအမှုရဲ့မိခင်တရင်က ဖားပွန်အခြေစိုက်ခမာရ434တက်ဖြစ်ပြီးရရဲတောက်တဲ့336တက်မှာလဲတာဝန်ထမ်းဆောင်ခဲ့သူမှုစစ်ရေဝနေရဲ့စစ်သားဖြစ်ကြောင်းသက်သေပါပဲတိုက်ဝဲကအရန်ကိုပြင်းထန်ခဲ့ရပါဘလောက်ပြင်းထန်တယ်လဲဆိုရင်ဗျူဟာကောင်းကနေအမြောင်နဲ့လက်နဲ့ကြီးအလုံးပေါင်း900ကျော်ပြစ်ကူပေးခဲ့ရတဲ့တိုက်ပွဲကြီးပါမိမိတမရော်ကအင်အား20ပဲရှိရဲ့တက်စကန်ကောင်းလေးကိုမာဝီတို့ကအင်အား1000ကျော်ကတစ်နေ့လုံးတညလုံးကိုဝင်သိမ်းတာ မိမိဗျူဟာကုန်းမှာ120နှစ်မမအမြောက်တွေ120နှစ်မမအတွဲလိုက်တုံးနေတဲ့တုံးပြန်ခဲ့ပြီးတော့ထိကျက်ကောင်းတွေကြောင့်ရန်သူဟာအတော်ကိုအထိနာသွားခဲ့ရပါတယ်။ဘွာလက်ခဲကြရင် ဖာဆောင်တက်တွေလည်းကြပြီလေ။အပိုင်တွေနဲ့စီမံချက်ပါခင်ဗျာ။ဘွာလက်ခဲဗျူဟာရဲ့ကာကင်းကုန်းစခန်းဟာလက်နဲ့ငယ်တကမ်းမှာပဲရှိတာမလို့မျက်မြင်ကိုကဲရင်ပြစ်ကိုပေးနေရဲ့ဗျူဟာမူဟာစီးအုံးတမ်းမှုမှာဘွာလက်ခဲကြလို့မဖြစ်ဘူး။ဘွာလက်ခဲကြသွားရင်တာတာကဆက်လေနေ။ ဖရိုဆိုကတက်တွေကိုရန်သူဘက်ကအန္တရာယ်ပြုနိုင်ပြီးတော့ဒိုင်ကွန်မြို့တော်ကိုပါထိန်းချောက်လာနိုင်တယ်မဟုတ်ပါလား။မြို့ဟာကာကင်းတက်ခွဲမှုနဲ့စစ်တီတွေဟာလည်းနိမိတဲ့အစ90ကျော်တာလွန်နဲ့ရန်သူနဲ့ရှင်းဆိုင်ခဲ့ရတာပါ။အခုတိုက်ပွဲကစစ်သားတယောက်ကိုရန်သူ90ကဝိုင်းပစ်ခတ်ချင်းမုံနာကိုခံရတဲ့ဖြစ်စဉ်ပါခင်ဗျာ။စစ်ကံတရားစစ်လက်ထောင်းဆိုရဲစစ်သားစကားတော့အကြောက်ဖို့မဲ့ထင်ပါတယ်။စဲစားတက်စားပဲကြာဖို့ရယ်။အခုဟာက90စားတက်စားတဲ့ ။လမ်းစရာချင်းတော့ဇက်ပေါင်းလိုက်ရရင်တော့မာဝီတို့အဖွဲ့တွေဟာထင်ထားသလိုဖြစ်မလာပဲ။အပြက်အပြက်နဲ့နှကောင်သေးထွက်ရုံတည်းမကပဲ။နှာနှုတ်ကိုပါဖျက်ရိုက်တာခံလိုက်ရပါပြီ။ရလက်အနေနဲ့တေဆုံးသူနဲ့ဒညာရသူတွေကိုလေပင်ကားဆက်တယ်စီတိုက်စာကိုတည့်ထုတ်ပြီးကောင်းငိုင်းဆိုင်ကြပြန်လဲဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတော့တယ်။အသေးစိတ်အချင်းတွေကိုဖော်ပြောက်မပြုတ်ပေမဲ့ဗောလက်ခဲပြူအောင်မူနဲ့ကာကင်းတက်ခွဲမှုတိုက်ပွဲဝင်အရာရှိစစ်တီဒေါ်ရီရဲ့စစ်သားစိတ်အပြင်းနဲ့ ရန်သူမာဝေ KNDF နဲ့ဗတ်တက်အစုပ်ပြက်တွေကိုပြက်ပြက်သားသားချိန်မုံအောင်မြင်ခဲ့တာကြောင့်စစ်သားအချင်းချင်းပင်မိလက်တင်အလေးပြုလိုက်ပါတယ်ခမညာတရင်ဆက်လက်တွေကိုပေးဖို့တဲ့မေချာတော်ဘူဆန်နဲ့ဘူနေတို့ကိုလည်းကျေးဇူးအထူးတင်လေးစားလျက်ပါခမညာရရက်တောက်တဲ့336နဲ့ဖာပွန်ခမရ434တက်တွေမှာစည်ရဝနေရဲ့ဖြူဟာမူကြီးကိုမှသွားဆန်းကြတာမင်းတို့မှမှန်သိသွားကြပြီမဟုတ်လားအလောင်းတွေကိုမြေမြုပ် ဒဏ်ရာရတဲ့ကောင်တွေကိုဆေးကုပေးပြီးရင်ပြန်လာခဲ့ကွာဘွာလက်ကဲပြူအမူကြီးနဲ့အရာရှိစစ်တီတွေကတော့ဘာရက်တိပေးထားတဲ့ငကပတ်ကြော်ကွင်းဟာတွေးမဲ့တော့ကိုမဖမ်းပဲမာဝီတို့ KNDF နဲ့ဗတက်တွေကိုဖမ်းချုပ်နှိပ်ကွပ်တော့မယ်ထင်တာပဲလေဆိုပြီးတော့လမွတ်ကွန်ရဲမှာရေးသားဖော်ပြနေကြပါတယ်။မော်ပြဲတိုက်ပွဲကတော့လက်နေကြီးတန်းဒရုန်းတန်းတွေကြောင့်ဘသူရန်လုံးရမယ်မသိပဲ KNDF လေးတွေစောက်ပြန့်ငုံတိနဲ့အလောင်းမလဖြစ်ရတာရာကနန်းရှိနေပြီမလို့ ရေရှည်တောင်းမကန်နိုင်တော့ဘူးလို့အော်နေကြပါပြီ။မော်ပြက်ကိုတိုက်နေတဲ့စစ်ရှင်ရှော့လူရှော့ညာထွက်ပေါက်အနေနဲ့ဘောလက်ခဲကိုမာဝီတို့တိုက်ကွက်ဖို့ရယ်။လက်ရည်တက်နေတဲ့တမ်မတော်ရဲ့ထိရောက်တဲ့ပစ်ကုံနဲ့လက်စွမ်းပြနေတဲ့လေတက်ကြောင့်ကတန်းကယန်းတို့အသေးပြောက်များစွာနဲ့ပြန်ဆုတ်သွားရပါပြီဆိုပြီးတော့ရေးသားဖော်ပြထားပါရယ်။ကယားပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2025ခုနှစ်နှစ်စပိုင်းတည်းက ထိခိုက်ကြဆောမှုတွေပုံမိုရင်ဆိုင်နေရပြီးရောစာနယ်ရိတ်ကခေယံဒရုန်းစေဝါနဲ့လောင်စာစီဝေးလဲလိုအပ်ချက်တွေမြင့်တက်လာနေရ။နာဆာကတပ်တွေရဲ့တိုက်ခိုက်မှုတွေကိုရေရှည်တောင်းကန်နိုင်ဖို့အလားလာနှဲနေပါတယ်။ဘောလကဲတိုက်ပွဲမှာအင်အားအလုံးအရှင်နဲ့တိုက်ခိုက်ခဲ့တဲ့ရန်သူကိုအကောင်ဆုံးပုံစံမျိုးနဲ့တောင်းပြန်တိုက်ခိုက်ပြီးတော့အောင်ဝဲရယူနိုင်ခဲ့တဲ့အတွက်နာဆာကစစ်တီတွေရဲ့အောင်စိတ်ဟာအမြင့်ဆုံးပုံစံမျိုးမှာရှိနေပြီးတော့တမန်တွေးကြုံရမယ့်တိုက်ပွဲတွေအတွက် စိတ်ဓာတ်ကုန်အားများစွာဖြစ်လာဝဲရှိနေပါရဲ့ရှင်